အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ဒါကျွန်တော် breaking news ကနေပြန်လေးပြီးကြိုလိုက်ပါအခုချိန်ထိကျွန်တော်ဒါအခြေကုလုကလန်နူးနေကြမှာဒါ video တွေနည်းနည်းနောက်ကျနေတာတော့ကျွန်တော်ခွင့်လွတ်ပါဦးဒီနေ့ကနေပြောချင်ပါတယ်အဲ့ဒါပထမအဆုံးနေဒီဒါကျွန်တော် Liverpool အသင်းရဲ့ breaking news နဲ့ဒီနေ့မနက်ကိုစတင်နေတယ် Liverpool အသင်းရဲ့လက်ရှိနီးပြအာရီစလော့ကိုတော့ FFG ကနေစာချုပ်တက်တန်းတိုးစီနေတဲ့ဘုံမှာရှိပါတယ် Liverpool တင်းကလက်ရှိမှာစာချုပ်တက်တဲ့တစ်နှစ်သားကြာအဲ့ဘောတစ်နှစ်တော့မဟုတ်ဘဲနှစ်နှစ်ကြာနေသေးတဲ့ Arni Slot ကိုပဲနှစ်နှစ်တော့မဟုတ်2029ဂျွန်ဆိုတော့ အေးဘောနှစ်နှစ်ဘောနော်2025ကောတနှစ်ခွဲပေါ့ဗျာ okay အဲတနှစ်ခွဲလို့ပဲပြောလိုက်တော့အဲတနှစ်ခွဲလောက်ဂျန်နေသေးတယ်ဒါကျွန်တော်စာချုပ်ကိုဒါကျွန်တော် Arin Slot ကိုစာချုပ်သဏ္ဍန်တူးခြင်းလို့သိရတယ်ပေါ့ပါတယ်အဲတော့ Arin Slot ရဲ့လက်ရှိ contract ကတော့ကျွန်တော် July 20 June 29မှာ2029မှာကုန်မှာဖြစ်ပါတယ် Liverpool တင်းကလက်ရှိမှာဒါ FH အဓိကပေါ့ FH0 အနေနဲ့ဒါကျွန်တော် Arin Slot ကိုပဲ Liverpool တင်းမှာနီးပြစေခြင်းတဲ့သဘောမှာရှိပါတယ်အဲတော့တချို့တော့ Liverpool ပြည်သက်တွေကလက်ရှိမှာ Arin Slot ကိုထွက်စီခြင်းတဲ့လူတွေအတွက်ကဒါတော်တော်လေးကိုသတင်းစိုးလို့ပြောလို့ရတယ်ဒါပေမဲ့တော်တော်များ Liverpool ကဒါကျွန်တော်ဟို တော့ comment အောက်မှာမှတ်ထားခဲ့တဲ့လူတွေပြောသူပဲပေါ့နော်အဲ comment လီဗာပူးပြိတ္တအများစုကအာရီစလော့ကိုသဘောကျပြီးသားပါ။ဒါပေမဲ့ပရီးမီးယားလိစုကိုတကြပထမဦးရတဲ့လောက်ရောက်တဲ့ရာသီမှာစွခုပေးနိုင်ခဲ့တဲ့ဒီပြတဲ့အနေနဲ့သဘောမချတဲ့မရှိပါဘူး။အခုလက်ရှိမှာဒါကြောင့်အမှန်တမ်းပြောရမယ်ဆိုရင်ဒါကြောင့်နှစ်ပွဲလောက်ပဲရှုံထားတာဒါအကောင်းဆုံးပြန်လာလို့ရတဲ့အနေဒါတစ်ခုမှလည်းရှိပါသေးတယ်။အဲ့တော့တိတ်ပြီးတော့ပူစရာမရှိဘူးလို့လည်းကျွန်တော်အနေနဲ့မြင်ပါတယ်။ဒါပါအဲလက်ရှိမှာလီဗာပူးအသင်းအနေနဲ့အာရီစလော့ကိုစာချုပ်အစ်ဒါကြောင့်ကန်လန်ဘူးတို့အခုကတည်းကစတင်ပြီးပြင်ဆင်နေပြီလို့သိရတယ်မှာပါတယ်။အာရီစလော့ရဲ့လက်ရှိအေဂျင့်ကလည်းဒါကျွန်တော်တို့ ဒီ new deal ကိုဒါကြောင့် liverpool အတင်းနဲ့တောက်လျှောက်ဆွေးနွေးနေတာဖြစ်ပြီးအခုလက်ရှိမှာအပေါင်းလက္ခဏာဆောင်တွေတို့သိရတယ်မှာပါအဲအာနီရဲ့လက်ရှိစာချုပ်ကဂျိုလာ2029မှာကုန်ဆုံးမှာဖြစ်ပြီးလက်ရှိမှာအာနီစတော့ကဒါကျွန်တော်တို့တပတ်လောက်ခ3800နဲ့ဒါတစ်နှစ်လောက်ခဒါကြောင့်ပေါင်6တသမ6တန်းတတိရရှိနေဖြစ်ပါတယ်ကောလာဟာလာရီရဲ့လက်ရှိမှာအာနီစလော့အနေနဲ့တစ်နှစ်လောက်ခ7တန်းထိတိုးမြင့်သွားပြီးတပတ်လောက်ခပေါင်3000ခွဲလောက်ထိတိုးမြင့်သွားမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့တယ်အဓိကဒီစာချုပ်သစ်ချုပ်တာက liverpool တင်ဘက်ကအာနီစလော့ကိုဒါကျွန်တော်တို့ contract reward ရလောက်ခဲ့ ယ်တလူတီးရတယ်မှာပါတယ်ဒါပေမဲ့တသိန်းခွဲဆိုတာကဒါက base bonus ပဲသွားမှာဖြစ်ပါတယ်အာနီစော့ကိုလည်းလက်ရှိမှာ FG အနေနဲ့ face of liverpool အနေနဲ့ကာလာအတော်ကြာမြင်တယ်လို့သူတို့အနေနဲ့သွားတယ်ပြီးတော့လက်ရှိမှာ liverpool အသင်းဘက်ကနေပြီးတော့အာနီစော့ထပ်ပူကောင်းတဲ့နီးပြားတယောက် market ထဲမှာမရှိဘူးလို့သူတို့အနေနဲ့ယူဆတယ်ဒါမှာ FG FG အနေနဲ့အခုလက်ရှိမှာအာနီစော့ထပ်ပူကောင်းတဲ့လက်ရှိနီးပြားတယောက်အနေနဲ့ Eric တယောက်ကိုပဲသူတို့ကသဘောထားတယ်ဒါမှာ Eric ကလည်း PSG နဲ့ကာလာရှေစာချုပ်ချုပ်ဆူထားတဲ့အတွက်ကြောင့်မို့ Eric ကလည်းလက်ရှိမှာမလွယ်ဘူးပေါ့နော်အဲ့တော့တေးကြတကူက liverpool အသင်းနဲ့အာနီစော့က ူတို့ရဲ့လီဗာပူးတင်းရဲ့မျက်နာတစ်ခု face တစ်ခုအနေနဲ့ပဲသူတို့ဆက်ပြီးထားမယ်။လက်ရှိမှာကာလာရှိစာချုပ်လည်းချုပ်ဖို့ရဖို့ဒီကာလာရှိဆိုတာကျွန်တော်နီးပြအနေနဲ့ဆိုရင်တော့ဒါ3နှစ်လောက်သွားဖို့ရှိတယ်။အဲ့တော့လက်ရှိစာချုပ်ကိုမှဒါ update လုပ်မယ်။2026လောက်မှာလာမယ့်နှစ်မှာချုပ်မယ်ဆိုရင်တော့လီဗာပူးရဲ့စာချုပ်မှဒါ2029လောက်ထိသူသွားဖို့ရှိရပေါ့။ additional 2နှစ်လောက်တိုးသွားဖို့ရှိတယ်။ plus 2လောက်တိုးသွားဖို့ရှိတယ်။အဲ့တော့လီဗာပူးတင်းနဲ့ခုလက်ရှိမှာစာချုပ်နဲ့ပတ်သက်ပြီးတော်တော်လေးကိုအခြေအနေကောင်းနေပြီးတော့မကြခင်မှာဒါကျွန်တော်တို့ agreement တစ်ခုရယူသွားနိုင်မယ်လို့သိရတယ်မှာပါတယ်။အခုလက်ရှိမှာ arni clock ကဒီကိစ္စကိုဥဆောင်နေတာမဟုတ် ပဲသူ့ရဲ့ agent ကဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ရဲ့ agency ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဓိကဦးဆောင်ရုပ်တရားတွေမှာပါတယ်နောက်ဆုံးသတင်းတွေရဆိုရင်သူ့ရဲ့ agency ဘက်ကပြောဖို့ရဆိုရင်တော့ဒီစာချုပ်သစ်အတွက်ဒါကျွန်တော် Liverpool နဲ့သူတို့နဲ့တော်တော်လေးကိုအခြေအနေကောင်းနေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်တော့မှာပါပါအဲ့တော့လက်ရှိမှာ Liverpool ပြည်သက်တွေက Arne Slot ကိုအတိုင်းတာတစ်ခုတည်းဆက်လက်ပြီးတော့တွေ့နေရအောင်မယ်လို့ပဲသိရတယ်တော့မှာပါပါအဲ့တော့ဒီလိုမျိုးဆိုစီကောင်မဒီ breaking news ကတော့ Liverpool အသစ်အနေနဲ့ Arne Slot ကိုစာချုပ်သစ်တရားဝင်သူတို့ဘက်ကစတင်ပြီးကမ်းလှမ်းနေပြီဖြစ်ပြီးတော့ Arne Slot အနေနဲ့ဒီစာချုပ်သစ်ကိုလည်းလက်ခံသွားဖို့အတွက်ရာဂိုင်းနှုန်း နေများနေတယ်ဆိုတဲ့သတင်းနဲ့ဒီနေ့မနက်ကိုစတင်နေပါတယ်။အဲဒီနေ့မနက်မှာဒါကျွန်တော်တို့လက်ရှိမှာနောက်ထပ်သတင်းတစ်ခုအနေနဲ့ပြောရမယ်ဆိုတော့လီဗာပူးသင်းနေတဲ့ဒါခရစ်မတ်ဂါယီကိုဒီနေ့ဆောင်းရာသီမှာပဲခေါ်သွားအောင်လား။ဒါမဲ့နေရာသီမှာခေါ်သွားအောင်လားဆိုတာ assessment လုပ်နေတယ်ဆိုတဲ့သတင်းတွေတော့ရှောက်ထွက်လာခဲ့ပြီဖြစ်တယ်။အခုလက်ရှိမှာသိကြတယ်မှာမတ်ဂါယီရဲ့တော်တော်လေး popularity ရတော်တော်လေးတက်လာခဲ့ပြီဖြစ်တယ်။ဒါကျွန်တော် Premier League မှာအကြီးပဲကိုဒါကျွန်တော်လီဗာပူးသင်းနေမှုပဲနဲ့ Chelsea ဒါကျွန်တော် Tottenham Hotspur နဲ့ Manchester United နဲ့ဒီသင်းတွေကလည်းမတ်ဂါယီကိုခေါ်ပြီးဖို့တော့စိတ်ဝင်စားနေ။ပြီးတော့ဒီနေရာမှာအကြီးအကျယ်စူးစမ်းနေတဲ့နောက်သတင်းကတော့ ိုင်ယန်မြူးနစ်အတင်းဖြစ်တယ်။ဘိုင်ယန်မြူးနစ်တင်းတဲ့ခုလက်ရှိမှာမက်ဂါယီကိုလာမယ့်နဲ့တွေ့ရသည်မှာသူတို့ရဲ့ကန်ဆယ်ပိုင်းမှာဒါကျွန်တော်ဥပါမီကာနိုကဒါကျွန်တော်အသင်းပြောင်းသွားခဲ့လို့ရှိရင်မက်ဂါယီအတွက်အသင့်တော်ဆုံးကလပ်ကဘိုင်ယန်မြူးနစ်ဆိုပြီးသူတို့အနေနဲ့ရှိရတယ်မှာပါ။အဲ့တော့ ကောလန်ဟာလာရီအခုလက်ရှိမှာမဂါယီကိုအလွတ်နဲ့ရမယ်ဆိုရင်ရီယယ်မက်ဒရစ် of course အလွတ်နဲ့ရတယ်ဆိုတော့ရီယယ်မက်ဒရစ်ကအများကြီးပါပါပဲခုနကပြတာကျွန်တော်ဘာစလိုနာရီယယ်မက်ဒရစ်အလွတ်ဆိုရင်တော့ဒီနာမည်လေးပါအများကြီးပါလာတယ်ဘာစလိုနာတော့ဒီထဲမှာမပါတော်တော်လေးကိုထူးဆန်းတယ်လာမှာပါမကြခင်တည်မှာလက်ရှိမှာဒါရီယယ်မက်ဒရစ်ကိုတန်ကလေးဒါကျွန်တော်တို့ခရစ်စတယ်ပေးလီစီနောက်ခံကစားသမားဖြစ်တဲ့မဂါယီကိုစိတ်ဝင်စားနေတယ်အခုလက်ရှိမှာဒါမကြခင်မှာသူတို့ရဲ့ခံစားကစားသမားတချို့ဖြစ်တဲ့ရူဒီဂါတို့ဘာလို့ sorry ကိုရောင်းချတော့မယ်ဆိုတော့ကောလာဟာလာရီထွက်လာပြီးရဲ့နောက်ပိုင်းမှာရီယယ်မက်ဒရစ်ကလက်ရှိမှာမဂါယီကိုအလွတ်နဲ့ခေါ်ယူသွားဖို့တပြေဆန်လာခဲ့တယ်အဲ့လက်ရှိမှာ လီဗာပူးအသင်းတွေဒီနေရာမှာဘလို့ act လုပ်နိုင်တယ်ဒီနေ့ຫນွေဒီနေ့ဆောင်းရည်အပြောင်းရွှေ့မှာကလေးကဒါကျွန်တော်လက်ရှိမှာပေါင်သန်း20 25သန်းပတ်ချာလဲဝိညာဉ်ညာပေးပြီးတော့ ရစ်စတယ်ပဲလစ်ကိုဒီကစားသမားကိုခေါ်ယူသွားဖို့အတွက်ပြင်ဆင်သွားမှာကောလာဟာလာနောက်တစ်ခုရလက်ရှိမှာဒါကျွန်တော်ကစားသမားကိုယ်တိုင်ကလည်းလစ်ဗာပူးအသင်းနဲ့သဘောတူညီမှုကအခုချိန်ထိရှိထားပြီးတော့အကယ်၍ခေါ်မယ်ဆိုရင်ဆောင်းရသည်မှာလစ်ဗာပူးအသင်းနဲ့ခေါ်ယူနိုင်စွမ်းရှိတယ်လို့သိရတယ်မှာပါတယ်လီယိုနီဒန်မေယာသိခင်အထိလစ်ဗာပူးက always on the ဒါကျွန်တော် elephant ဖြစ်နေခဲ့တာမှန်ပေမဲ့တကယ်တမ်းနင်းလားငါလားဟိဆိုတဲ့ moment ဒါလီယိုနီကြိုးသွားတဲ့ချိန်အခုလက်ရှိမှာဒါကူနာတီနေနဲ့ဒါဒဏ်ရာမကြာခဏပြန်ပြန်ရနေတဲ့အချိန်မှာတော့လစ်ဗာပူးဘက်ကနေပြီးတော့အခုလက်ရှိမှာဒါကျွန်တော်ခန်းစစ်ကစားသမားကိုဒီနေ့ဆောင်းရသည်မှာပဲတခါတဲ့အပိသက် ်ခေါ်ယူသွားဖို့အတွက်လက်ရှိမှာစဉ်းစားနေရဆိုတော့သိရတယ်မပါတယ်။ပေါင်သန်း25သန်းဆိုတော့လီဗာပူးအတွက်တကယ်တမ်းပြန်ကြည့်မယ်ဆိုတော့ဘာမှမရှိဘူး။ဒါပေမဲ့ကန်စစ်ပိုင်းလူအပ်ချက်ရမက်ဂါကြီးကလီဗာပူးအသင်းရဲ့လူအပ်နေတဲ့ piece of puzzle တစ်ခုဖြစ်လာနိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့။အဲ့တော့လီဗာပူးတင်းကတော့ရှင်းပါတယ်။ဒါကြောင့်မို့ဒါကျွန်တော်တို့အနေနဲ့အဲကျွန်တော်တို့လီဗာပူးအသင်းနဲ့တို့မက်ဂါကြီးကို နာမဲ့ဆောင်းရသာမဲ့နွေရသီတိစောင့်သွားမှမဟုတ်ဘဲဒီနေ့နွေရဒီနေ့ဆောင်းရသီမှာပဲတခါတည်းခေါ်ယူသွားနိုင်တယ်ဆိုတဲ့သတင်းတွေကတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်လို့သိရတယ်မှာပါတယ်ဒီဟာတွေမဟုတ်ဘူးသူမဲ့လေဘဘူးတင်ကအခုချိန်မှာတခါတည်းစကောက်တင်လုပ်ပြီးတော့အေဂျင့်နဲ့ဆွေးနွေးနေတဲ့ကစားသမားတက်ရောက်ထပ်ပြီးရှိလာခဲ့တယ် ဒီကစားသမားကလက်ရှိမှာဒါကျွန်တော်တို့အဒမ်မွာတန်ဖြစ်တယ်။လီဗာပူးဘက်ကအဒမ်မွာတန်တော်တော်လေးကိုသဘောကျတယ်။အင်္ဂလန်သားလည်းဖြစ်သူတို့လူဂျင်နဲ့ဒါကျွန်တော်ဆန်ဂျီဆန်ညုံနဲ့တော်တော်လေးကိုညီတဲ့ကစားသမားတယောက်ဆိုသူတို့နဲ့သတ်မှတ်ထားတယ်။လီဗာပူးအသင်းကအခုလက်ရှိမှာဒါကျွန်တော်အဒမ်မွာတန်ရဲ့အေဂျင့်နဲ့ဆွေးနွေးမှုတချို့ပြုလုပ်ထားတယ်ဆိုပြီးတော့ဒါ tier 2 tier 3ဒီသတင်းဌာနတချို့ကတက်လာခဲ့တယ်။ဒါမှမဟုတ် Liverpool သတင်းနဲ့မဟုတ်လက်ရှိမှာဒါ Premier League မှာရှိနေတာကျွန်တော်တူတယ်နောက်ထပ်3သင်းလောက်ကဒီကစားသမားကိုတရားဝင်ဆွေးနွေးမှုတွေကိုပြုလုပ်ထားတယ်။ Chelsea, City, အာစနိုတဲ့ဒီကစားသမားတွေပြောတာခဲ့ရပြီးမန်ချက်စတာယူနိုက်တက်အသင်းကလည်းစိတ်ဝင်စားမှုတချို့ပြုလုပ်တာလေဒါပေမဲ့တရားဝင်အေဂျင့်နဲ့စကားပြောထားတဲ့အသင်းတွေလိဗာပူးချယ်ဆီမန်ချက်စတာစီးတီးအာစနယ်ရီယယ်မက်ဒရစ်အသင်းကပါတရားဝင်စကားပြောအဲ့တော့အဒမ်ဝါတန်ကသိရတယ်ပေမဲ့လက်ရှိပရီးမီးယားလိမှာအသက်အရွယ်နဲ့မလိုက်တကယ်အကောင်းဆုံးကွင်းတဲ့ကစားသမားတွေတယောက်ဖြစ်ပြီးတော့ခရစ်စတယ်ပဲလီစ်ရဲ့ကွင်းလယ်မှာတကယ်ဟျူးစတိုအိုဆူနဲ့ပေါင်းပြီးတော့လာမာရိုအိုဆူနဲ့ပေါင်းပြီးတော့တကယ်ကိုလမ်းပြန်ထွက်အောင်ဒါကျွန်တော်တို့ကွန်ထရိုးလုပ်နေတဲ့ကစားသမားတယောက်ဖြစ်တယ်အဲ့တော့အင်္ဂလန်ကစားသမားလေးဖြစ်တဲ့ကြောင့်မဇီးရသိမှာမဟုတ်ဘူးစာချုပ်လက်ရှိရတဲ့ကြောင့်ဇီးရတော့သိမှာမဟုတ်ဘူးဒါပေမဲ့အခုလက်ရှိမှာအဒမ်ဝါတန်ကိုတော့လိဗာပူးသင်း ်ကတရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်ထားတယ်။ခေါ်မလားမခေါ်ဘူးလားဆိုတော့သူ့ရဲ့ဈေးပေါ်မှာလည်းအများကြီးအများကြီးမူတည်နိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်ခုနော်။အဲ့တော့လေဘဘူးသင်းကတော့ရှင်းပါတယ်ဒါလည်းရှိဒီဟာဇူလာမဲ့နေရာဒီမှာလုပ်တယ်အများကြီးအများကြီးဆက်လုပ်ရမယ်။အရမွာဒအမှန်တမ်းကိုကျွန်တော်လည်းကြိုက်တယ်။ဒါပေမဲ့လေဘဘူးသင်းရဲ့ကွင်းလယ်မှာတကယ်ပီဆော့ပါဆာတခုပြည့်သွားနိုင်တယ်မှာပါတယ်။ Graven Bad Walk Grey ဝကုမလားပြောလို့ရတာဇူဘီမန်ဒီကိုအာစနယ်သင်းခေါ်လိုက်လို့ပဲဒါ Declan Rice ရဲ့ Walk Grey တခုဒါတွန်းပင်းလို့ပြောသွားနိုင်တယ်။အခုလက်ရှိမှာဒါကျွန်တော်တို့ gravel bed ရတာကျွန်တော်တို့ push တစ်ခုကိုတူးပေါ့တွန်းပေးသွားနိုင်တယ်လို့ကျွန်တော်နင်မြင်တယ်ဘောနော်အဲ့ gravel bed ဒါကျွန်တော် maybe ဒါ adam mo adam မှာဒါကျွန်တော်ရှေ့က florian wish တို့ကစားမှမြင်တယ်ခိုင်လိုက်မယ်ဆိုရင်တော်တော်လေးအဆင်ပြေသွားနိုင်တယ်လို့မြင်တယ်အဲ့တော့ လဘဘူးတိနဲ့ခုလက်ရှိမှာဒါကျွန်တော်တကယ်တမ်းလာမယ့်စောင်းရာသီအတွင်းမှာလေဒါကျွန်တော်ဘတ်ဂျက်ရဒါကျွန်တော်လူဝယ်သွားမယ်အနေထားမှာရှိတယ်။အကယ်၍ခုနကကျွန်တော်ပြောတဲ့ market ကြီးအစမပြေဘူးဆိုရင်တော့မှ market ထဲမှာသူတို့အနေနဲ့ cancel မှုတရားကိုတော့အနည်းဆုံးလိုက်ရှာမယ်အနေထားမှာရှိတယ်။ Leonia ACL ထိသွားတာဖြစ်တဲ့ကြောင့်မလာမယ့်နှစ်ဒါကျွန်တော်3လပိုင်းနဲ့4လပိုင်းလောက်ထိနားပြီးတော့ဒါရာသီအစလောက်မှာပဲအဲရာသီအဆုံးလောက်မှာပဲပြန်ပါလာနိုင်မယ့်အနေထားဖြစ်သွားတဲ့အတွက်ကြောင့်မလဘဘူးတိနဲ့လက်ရှိ cancel မှု total 2ယောက်ဒါမှဂျိုဂျိုလေးအပါဝင်3ယောက်လောက်နဲ့ဘလူးမှရှေ့ဆက်လို့မရဘူး။ဒါအာနီဇော့ကလက်ရှိမှာသူ့အနေနဲ့ကစားသမားဝယ်ယူတာတဲ့ဆိုင်အက Academy က product တွေကိုလည်းတောက်လျှောက်စောင့်ကြည့်နေတဲ့ဆိုတဲ့သတင်းကတော့အမှန်ပဲဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော် Arsenal ဥပ္ပိုလ်ဆိုတော့ Liverpool တင်းနေတဲ့ဒါ cancel ပိုင်းအတွက်လာမယ့်စောင်းရသည်အတွက်လက်တုံတော့မှမဟုတ်ဘူး။ market ထဲမှာ opportunity တွေ့မယ်။ခုနကပေါ်ဂါကြီးလူကစားသမားမျိုးကိုခေါ်လို့ရရင်တခါလဲခေါ်သွားမယ်။ opportunity တွေရှိတယ်လို့ကျွန်တော်အခွင့်အရေးရှိရင်ရှိတယ်လို့မျိုးအင်္ဂလိပ်ပြောတော့အင်္ဂလိပ်ပြောတာအားခတယ်။အခွင့်အရေးရှိရင်ရှိတယ်လို့ဒါကျွန်တော်လက်ရှိအနေထားရသူတို့အနေနဲ့ကစားသမားကိုခေါ်ယူသွားဖို့တော့သူတို့ဆက်လက်ပြီးပြင်ဆင်သွားဖြစ်တယ်။အဲ့တော့ Liverpool တင်းနေလာမယ့်စောင်းရသည်အတွင်းမှာလဲဒါကျွန်တော်အလုပ်တွေအများကြီးရှုပ်ဖို့ရှိတယ်။ဒါပေမဲ့လောလောဆယ် break Breaking News ကတော့ Arsenal နဲ့ Liverpool အသင်းကတော့ဒါစာချုပ်အသစ်ကိုမကြခင်တူတော်မှာဖြစ်ပါတယ်။ Liverpool ပြည်သက်တချို့ပြည်သက်ဒါသိပြီးကြားချင်မှာတော်တော်များများ Liverpool ပြည်သက်တွေတော့ဒီသတင်းအတွက်အကုန်ယူနေမယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်။ဒီလောက်ပါပဲအားလုံးပဲကြိုတင်ပါတယ်။ကောင်းမွန်သော နေ့လေးတနေ့ဖြစ်ပါစေဒီညကနေပြီးတော့စုပုံအောင်တောင်းပီးလိုက်ရပါတယ်။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာဂျင်းလူဆယ်ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မပေးကြပါနဲ့ဦးဗျ။မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးပဲကြိုတင်ပါဗျ။ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေစုပုံအောင်တောင်းပီးနေပဲကျွန်တော်တို့ဒီနောက်မှာပဲ အေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြွတော့ဘာလဲမြန်မြန်ကလစ်ပေးကြအောင်ဗျမြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်ဒီပါဗျ